အားလုံးမင်္ဂလာပါဗျာဖိုဘော်လင်းနေပြန်နေပြန်နဲ့ကြိုဆိုပါရစေဗျာဒီနေ့မှတော့ကိုယ့်ရဲ့ TikTok အကောင့်ကိုအဲဒါရှိမရှိစစ်စစ်နေလေးမြောက်ပေးမှဖြစ်ပါတယ်ကျွန်တော်ဒီနေ့ဗီဒီယိုတွေက community guideline ရှိမရှိအဲဒါရှိမရှိစစ်စစ်လို့ရပါတယ်ဗျာအဲ့တော့စစ်စစ်ဖို့အတွက်ဒီမှာရှိတဲ့ကျွန်တော်တို့ TikTok Studio ပါပါလေအဲ့ဒါလေးကိုနေပြမှာဖြစ်ပါတယ်တကယ်လို့မိတ်ဆွေများရဲ့ဖုန်းက TikTok Studio ပါမလားဘူးဆိုလို့ရှိရင်လည်းအဲ့တော့ကျွန်တော်တို့တွေ အဲကျွန်တော်ဒီမှာရှိတယ် Tito Studio ကျွန်တော်ဒီမှာနော် Tito Studio Play Store မှာရှိတယ် download ဆက်ပြီးတော့ဒီထဲကိုကိုအောက်လေးဝင်ပေးလိုက်လို့ရှိရင်လည်းရပါတယ်။ Okay ဒါဆိုလို့ရှိရင်ကျွန်တော် Tito Software တွေကိုပြန်ဝင်လိုက်မယ်เนาะတစ်ချက်လောက်။ Okay ပြီးတော့ Tito Studio တစ်ချက်လောက်နှိပ်လိုက်မယ်เนาะ။ Okay ဒါဆိုရင်ကိုရဲ့ Tito Studio ကိုရောက်လာပါပြီ။ Tito Studio ရောက်လာပြီဆိုလို့ရှိရင်တော့ဒီမှာရှိတယ် account ချက်ဆိုတာရှိပါတယ်ဗျ။ account ချက်လေးကိုတစ်ချက်လောက်နှိပ်လိုက်မယ်เนาะ။ ။ Okay ကျွန်တော်အကောက်ချက်လေးနှိပ်ပြလိုက်တယ်ဒီမှာအလုံးသူစစ်စေးပြီးနော်။ကိုကဘာမှလုံးဆောင်မလုပ်တခြားလောက်စောက်ကြည့်ုံမယ်။အဲ့ဒါပါလို့ရှိရင်အနီရောင်လေးနဲ့တော့သူပြပါလိမ့်မယ်ဗျ။အဲ့တော့သူအကုန်လုံးစိမ့်နေနော်။အကုန်လုံးစိမ့်နေရမယ်။အဲ့ဒါရှိတယ်ဆိုလို့ရှိရင်အဲ့ဒါရှိတဲ့အကြောင်းလေးကိုသူပြောပါလိမ့်မယ်။အဲ့တော့ကျွန်တော်အဲ့ဒါရှိမရှိလေးတခြားလောက်စောက်ကြည့်လိုက်မယ်နော်။အလုံးစစ်တယ်အလုံးစိမ့်နေပေါ့နော်။ โอเคဒီမှာဆိုရင်အားလုံးစိတ်နေဆိုတော့ account is good stand နဲ့ဒီကဆိုရင်ကျွန်တော်တို့ကောက်ကအဲ error မရှိဘူးကျွန်တော်တင်တဲ့ဗီဒီယိုတွေရတဲ့ guideline မရှိသေးဘူးဆိုတော့သဘောပဲဖြစ်ပါတယ်ဒါဆိုရင် account စစ်စစ်နီးအားလုံးသိရှိသွားပြီလို့ထင်ပါတယ်အဲ့တော့ message များလဲ TikTok မှာငွေရှာခြင်းနဲ့ message များလဲ TikTok မှာငွေရှာမယ်ဆိုရင် TikTok Japan region account တစ်ခုဖွင့်မယ်ဖွင့်ပြီဆိုတော့ ਨੇ ကိုယ့်ရဲ့ TikTok မှာစုံလေး ီဒီတင်မယ်ပေါ့နော်တင်မယ်ဆိုရင်ကိုယ်ပိုင်လင့်ဖြည့်ပိုကောင်းတယ်နောက်ပြီးလို့ရှိရင်ကိုယ့်ရဲ့တွတ်တော့မှာဒီ follower ငါဒီ follower သူကကြတော့ကျွန်တော်နေ follower များလေကောင်းလေပဲ view များလေကောင်းလေပဲနော် view လေးနည်းနည်းနဲ့တွားပြီးတော့ monetize မလျှောက်ပါနဲ့ monetize လျှောက်မယ်ဆိုရင်နှစ်သိန်းနှစ်သိန်းခွဲလောက်တော့ကျတယ်နှစ်သိန်းနှစ်သိန်းခွဲလောက်တော့ကျတယ်ဒါမဲ့ကျွန်တော်တို့ view တွေများလို့ရှိရင်တော့ကျွန်တော်တို့အဆင်ပြေပါတယ် view နည်းလို့ရှိရင်တော့အဆင်မပြေပါဘူးရတာနည်းနည်းလေးနည်းပါတယ်တော်တော်နည်းပါတယ်အဲ့တော့ ဒီဟာဒီကလူကရှောက်ပြီးလို့ရှိရင်เนาะဒီဟာဒီမှာပေါ့เนาะဒီမှာဒီဘက်မှာရှိတဲ့ဒီဒီအဒီယာလေးရဲ့ဒီပေါ့เนาะဒီ creator program လေးကဒီထိတ်လေးကိုရောက်လာမှာဖြစ်ဖြစ်ပါရဲ့เนาะ okay ဒီမှာเนาะဒီ creator program เนี่ยဒီထိတ်ကိုရောက်လာမှာရောက်လာမှာဖြစ်ပါတယ်ဒီမှာเนาะဒီဟာလေးကဒီထိတ်ကိုရောက်လာမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကျွန်တော်တို့ထဲမှာလဲ subscription ဆိုပြီးတော့ပေါ်နေမှာဖြစ်ပါတယ်အဲခုလို့လို့ဆရာတော့ ဒါကတော့ကျွန်တော်လည်းဒီဒီကြည့်တဲ့လူတွေနည်းသေးတယ်ကျွန်တော်ဖွင့်တာလည်းတိတ်မကြသေးဘူးပေါ့နော်မိတ်ဆွေများက TikTok မှာကြည့်ချင်နေဆိုလို့ရှိရင်လည်းပုဂ္ဂိုလ်နေပညာကိုဆိုပြီးကြည့်လို့ရပါတယ်အဲတခုလို့ရှိတယ်ပေါ့နော်သူကအတိုင်းအရှိတော့မရဘူးဆိုတော့အဲ့တော့ဒါဆိုရင်ကျွန်တော်မိတ်ဆွေများအလုံးမေးပေါ့နော်ကိုက TikTok မှာငွေရှာချင်နေဆိုလို့ရှိရင် TikTok region အကောင့်ဖွင့်နေကိုကျွန်တော်ကျွန်တော်နောက်ရက်ဒီမှာတည်ပြီးမြဲ ပြီးလို့ရှိရင်ကိုယ်မှဒီပုံတော့ဂျပန်ဆာဗာ VPN ဖြစ်ဖို့အတွက်ကတော့ကျွန်တော်ကတော့ဒီဂျမ်ဂျက်မဲ့သုံးလိုက်ပါတယ်အဲ့တော့ဒီမှာဝယ်သုံးတဲ့ VPN တွေရှိတယ်ဒါပေမဲ့ဂျမ်ဂျက်သုံးတဲ့အဆင်ပြေပါတယ်ဝယ်စမ်းလို့ပါဘူး Okay ဒါဆိုလို့ရှိရင်အဲ့ဒီအလေးသုံးမယ်ဆိုလို့ရှိရင်ဒီမှာကျွန်မကြည့်လိုက်စင်ကတ်တွေလုံးဝရှိမထားဘူးအဲ့ဒါမှသင်ကျွန်တော်ကခိုင်မာတဲ့ location ဖြစ်မှာပေါ့နော်အဲ့တော့ဖုန်းသလုံးလို့လုံးမဲ့ပေါ့နော်အဲ့ဖုန်းသလုံးထဲကိုကျွန်တော်တို့ရဲ့ location တွေဖျောက်ဖို့အတွက်စင်ကတ်တွေထည့်မထားနဲ့အဲစင်ကတ်တွေထည့်မထားနဲ့ဒီလို Japan Japan region လေးကိုဒီလိုမျိုး free ရီဂျင်နဲ့သုံးလို့ရပါတယ်ဗျကဲဒါလေးမိတ်ဆွေများကိုအကောက်စစ်စင်းနီးနီးလိုင်းမြောက်ပေးရပါဗျအားလုံးကျေးဇူးတင်ပါတယ်ဗျနောက်ဗီဒီယိုမှာလည်းဆက်လက်တွေ့ပါအောင်မယ်ကောင်းတဲ့လေးပန်ဆန်ကြပါသေးဗျ Lion Square နေပြီလေအားပေးခဲ့ပါအောင်ဗျာ